မတ်လ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့အင်အားပြင်းကလေးကြောင့် Grey War Hotel မှာပိတ်မိနေခဲ့ပြီးဒီကနေ့ April 10ရက်နေ့မှာမှရုံလောင်းတွေကိုထုတ်ယူနိုင်ခဲ့တဲ့တာဖာ3ယောက်ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်မန္တလေးမြို့က Grey War Hotel ပြိုကျမှုဖြစ်ပွားခဲ့ပြီး Hotel Checkout လုပ်ပြီး Reception မှာစောင့်နေခဲ့ကြတဲ့တာဖာ3ယောက်စလုံးပြိုကျပျက်စီးမှုတွေအောက်မှာပိတ်မိသွားခဲ့ကအချိန်မီကယ်ဆယ်ခွင့်မရရှိခဲ့တာကြောင့်ဒီကနေ့ April 10ရက်နေ့မှာမှရုံလောင်းတွေသာရရှိခဲ့တယ်လို့ခွဲလွန်သူအမျိုးသားရဲ့ ညီမဖြစ်သူကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေအတိအပြီးပြောကြားလာခဲ့တာဖြစ်ပါတယ်။ချန်ရဲသူမိသားစုဝင်ဖြစ်တဲ့ညီမဖြစ်သူကဧပြီ၁၀ရက်နေ့မျော်လင့်ချက်တွေမဲခဲ့ပြီးစူတောင်းတွေမပြေခဲ့ပါဘူးဟောင်း။ကလေးနှစ်ယောက်ကအင်းအကူကလေးကိုရောအကူကအပေါ်ကနေမိုးထားပေးတာတယ်။သူအပေါ်ကနေမိုးပြီးတောင်းခံထားရှာတာတယ်။အမြန်သာရှာခွင့်ရခဲ့ရင်နေမသေးတော့ဘူးဟာ။ချက်ချင်းပေးရှာတယ်လို့ပြောနေတဲ့ဟာတွေသွားကြည့်ကြပါနော်။ တပ်ပေါ်တွေကပုံအောင်မပြတ်သေးဘူးခလေးတွေက အိတ်နေသလိုပဲငလင်ကြီးကလည်းအပြစ်မဲ့ဆုံးသူတွေကို အရင်ဆွဲခေါ်သွားတော့အခုဆိုရင်လေပုံစံကသာခက်ကြမ်းကြမ်းဖြစ်နေပေမဲ့စိတ်ကအရန်ကိုနူးညံ့တော့ဘာလောဘမောဟမှမရှိ လူတိုင်းကိုကူညီတတ်တဲ့သူ အခုကလေး၃ယောက်ကလည်းကင်းစင်လိုက်တဲ့အပြစ်တွေမှာဘာမှတော့မသိသေးတဲ့လူလေးတွေပါ ရှင်တန်နေတဲ့သူတိုင်းအတွက်အဆဆရရစိတ်ချတော့ငါအကို ငါကအငဲဆိုတော့ငါအင်အားရှိဆုံးနဲ့တောက်ခံနိုင်ဆုံးလူမို့အဆဆရရမိဘတွေကအတော်ကနှစ်မိမကအတွက်ငါတာဝန်ယူပေးမယ်။ဒါပေမဲ့နင်းစိတ်ချလို့များထားခဲ့တာလား။အဲ့လိုမှန်းသိရင်အစကလေးကစိတ်မချအောင်နေခဲ့ပါတယ်ဟုဆိုကညီမဖြစ်သူကဝမ်းနဲ့စိတ်မကောင်းစွာနဲ့ပြောကြားထားတာလည်းဖြစ်ပါတယ်။ မန္တလေး Grey World Hotel ဟာပြိုကျမှုဖြစ်ပြီးရပ်ပိုင်းရဲတွင်မှကုညီကယ်ဆယ်ရေးတွေအချိန်မီမလုပ်ခဲ့တာကြောင့်စားဖြစ်ဖြစ်ချင်းရဲတွင်မှအထက်ကအသက်ရှင်နေတဲ့သူတွေစီကအတန်တွေကြားနေရပေမယ့်ကုညီကယ်ဆယ်ခွင့်မရခဲ့ပေမိသားစုဝင်တွေကဒီအတိုင်းသာထိုင်ကြည့်နေခဲ့ကြရတာဖြစ်ပါတယ်။ နလင်းချောင်းအဆောက်ဦးပြုကြမှုဖြစ်ပွားခဲ့ပြီး73ရက်ကြာမှသာရောလောင်းတွေကိုထုတ်ဖော်နိုင်ခဲ့တာဖြစ်ပြီး73ရက်ကြာတဲ့အထိရောလောင်းတွေကပုံစံမပြတ်ရှိနေသေးတယ်ဆိုတာကလည်းကွယ်လွန်သွားတဲ့အချိန်မကြာသေးလို့သာဖြစ်တယ်လို့ညီမဖြစ်သူကစိတ်မကောင်းစွာနဲ့ပြောထားတာလည်းဖြစ်ပါတယ်